မင်္ဂလာပါရှင်ဒီရဲကားတို့တွေက sketch ချက်ကိုအခြေခံလေးတွေတည်ထားပြီးသွားပြီဆိုတော့ဒီနေ့ဒီ coffee table လေးကိုစားပြီးတော့ဆွဲကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပုံလေးကို minimize လုပ်လိုက်မယ်ပြီးတော့လို့ရှိရင်တို့တွေက sketch ချက်လေးနဲ့ရှင်ပြီးတော့ဆွဲကြည့်မယ်ပေါ့နော်ဒီမှာပုံလေးကို minimize လုပ်ထားမယ်ပြီးသွားရင် sketch ချက် software ကို minimize လုပ်ပြီးတော့ဖွင့်ပြီးတော့ဆွဲမယ်အဲ့လိုမှမဟုတ်ဘဲနဲ့တို့တွေကဒီပုံလေးကို sketch ချက်ထဲမှာထည့်ပြီးတော့ပေါ့နော်ဒီ software ထဲမှာပဲထည့်ပြီးတော့ဆွဲကျင်လဲရတယ်အဲအဲ့ဒါဘယ်လိုလဲဆိုလို့ရှင်ဥပမာ မှာဆော့ဆော့ပုံလေးရဲ့ desktop ပေါ်မှာရှိတဲ့အတွေ့အကြုံတွေကဒီ default tree ထဲကိုအရင်ဆုံးသွားလိုက်မယ်။ပုံလေးကိုဒီထဲမှာခေါ်ထည့်ခြင်းနဲ့ပေါ့နော် sketch file ထဲမှာခေါ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်တို့တွေက style ထဲကိုသွားလိုက်မယ်။သွားပြီးသွားလို့ရှိရင်ဒီမှာ edit ထဲကိုဝင်လိုက်မယ်။ဒီခါမှာတော့လေးခုမြောက်ကိုသွားလိုက်မယ်။လေးခုမြောက်မှာ water mask setting ဆိုတဲ့ကောင်းလေးရှိတယ်။ပထမတို့ဒီ profile ဖြောင်းတော့ကပထမတစ်ခုနော်။အခုကကျတော့တစ်ခု၊၂ခု၊၃ခု၊၄ခု၊၄ခုမြောက်ကိုသွားလိုက်မယ်။ဒီမှာ water mask setting ဆိုတဲ့ကောင်းလေးမှာအပေါင်းလက္ခဏာလေးနှိပ်ပေးလိုက်မယ်။ပြီးတော့ရင် desktop ပေါ်ကနေပြီးတော့ desktop ပေါ်မှာရှိတယ်ဆိုတော့အဒီမှာ coffee table ပုံလေးကို open ဖွင့်ပေးလိုက်မယ်ပြီးတော့လို့ရှိရင်သူက background ထားမှာလား overlay ထားမှာလားပေါ့နော်သူကဒီမှာ background ဆိုလို့ရှိရင်ဒီ sketch ရဲ့ background ကြီးဖြစ်သွားလိမ့်မယ်အဲ့ဆိုတော့တို့တွေက overlay ပဲတင် ထားလိုက်မယ် next လုပ်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာကအာ background နဲ့ image နဲ့ပေါ့နော် image ဆိုလို့ရှိရင်အစအဆုံးဒီမှာလုံးဝအဆုံးထိဆွဲပြီးတော့တင်ထားလိုက်မယ်အပြာအမြင်ချောင်းလေးကို image တရအောင်ဆွဲထားလိုက်မယ်ပြီးတော့ရဲ next လုပ်မယ်ပြီးတော့လို့ရှိရင် position in the screen လုပ်လိုက်မယ် screen မှာဘယ်နေရာမှာထားခြင်းလဲ အဲဒီနေရာမှာပေါ့နော်ဒီပထမဆုံးတောင်းမှာလာဒါမှမဟုတ်ရင်ဒီအောက်တောင်းလေးမှာလာပေါ့နော်ဥပမာဆိုပါစို့ဒီအပေါ်ဆုံးတောင်းမှာထားခြင်းလဲဆိုရင်ဒီမှာဒီပုံလေးကပေါ်ဆုံးတောင်းကိုရောက်သွားပြီ scale လေးကနည်းနည်းလေးချဲ့ခြင်းနဲ့ scale လေးကိုချဲ့ပြလိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ဒီအဲ့ဒါဆိုရင်ကိုကဒီကနန်းလေးတွေမြင်လာတဲ့အချိန်မှာပဲရက်လိုက်မယ်ပေါ့နော်ပြီးသွားရင် finish လုပ်လိုက်မယ်။ Okay ပြီးသွားလို့ရှိရင်တို့တွေကဒီမှာပြန်ပြီးတော့ထွက်လိုက်မယ်။ထွက်ပြီးသွားလို့ရှိရင် default ထွေးလေးကိုသူ့ရဲ့နေရာအတိုင်းပဲပြန်ထားလိုက်မယ်နော်။ ်အဲပြီးတော့ရှင်တို့တွေကဘာလုပ်ရမလဲဆိုလို့ရှင်ဒီ view လေးကိုတို့တွေကစေရမှာเนาะ view တွေက animation essence ဆိုပြီးတော့ view လေးကိုစေထားမှာ creation လုပ်လိုက်မယ်ဒီ view လေးကိုစေထားမှာဒီပုံလေးဆန်ဝဲမှာဒီပုံလေးဝင်နေမှာပေါ့เนาะ okay အဲဆိုလို့ရှင်တို့တွေကဒီပုံလေးကိုစပြီးတော့ဆွဲထဲမှာ coffee table လေးမှာဆိုလို့ရှင်တို့တွေကဒီမှာဒီပုံလေးကတီးလို့မမြင်အောင်ဆိုရင်စောက်ထဲကိုကြည့်ပြီးတော့ဆွဲမယ်เนาะ အာဒီမှာဆိုလို့ရှိရင် coffee table လေးကိုစဆွဲမယ်ပေါ့နော်ဘယ်ရရင်စပြီးတော့ဆွဲမလဲဆိုလို့ရှိရင်ဒီမှာသူ့မှာပါတဲ့ rectangle အပြားလေးတွေပေါ့နော်အချက်ကလေးတွေတစ်ခုချင်းစီကနေစပြီးတော့ဆွဲမယ်ဒီသူ့ရဲ့အဲဇပွဲကုံခြေထောက်လေးတွေကိုခဏထားလိုက်မယ်ပေါ့နော်ဒီအချက်ကလေးတွေအရင်ကြည့်မယ်ဒီမှာဆိုလို့ရှိရင် horizontal အတိုင်းအပြားလိုက်အဲအချက်အမ်ပြောရမယ်ဆိုလို့ရှိရင်တက်သားဆိုလို့ရှိရင်လည်းတက်သားပေါ့နော်ပလိုင်းဟုတ်ဆိုလည်းပလိုင်းဟုတ်အဲ့လိုမျိုးအချက်ကလေးက2ချက်ရှိမယ်ပြီးတော့ဗာတီကယ်တိုင်းအပေါ်ထောင်နေတဲ့အချက်ကလေးက1ချက်2ချက်3ချက်ရှိမယ်ခွေရဆိုလို့ရှိရင်အဲ့ရအရင်စဆွဲမယ် မှဆိုလို့ရှိရင်သူရဲ့အရှိက38လက်မရှိတယ်ဒီရဲ့ဘေးကလက်မ20ရှိတယ်။ဒါကြောင့်ဆိုလို့ရှိရင်တို့တွေက line လေးတစ်ချောင်းဆွဲမယ်ဒါမှမဟုတ်ရင် rectangle လေးတစ်ခါလေးဆွဲလဲရတယ်။ rectangle လေးနဲ့ဒီလိုမျိုးပေါ့နော်။အာဒီဘက်ကိုကြတော့အမ်အနံထားမယ်အနံထားမယ်ဆိုတော့20လက်မအရင်ရေးလိုက်မယ်။ตัวปีเล่มาဖြစ်တဲ့အတွက်လက်မတန်မှုဆိုရင်လက်မလို့ထည့်เสียရမလို့20.38ဆိုပြီးတော့ရိုက်လိုက်ရင်ရပြီ။ ကဲဆိုလို့ရှိရင်ဒီပုံစံလေးရသွားပြီပြီးတော့သူ့ရဲ့အထူလေးပေါ့နော်အထူလေးကတော့ပေးမထားဘူးဆိုတော့အဆင်ပြေသလိုလေးတို့တွေက0.5လောက်ဒူလေးထုတ်လိုက်မယ်ဒါကကျတော့0.5 under ပြီးတော့လို့ရှိရင်ဒီကောင်ကို click သုံးချက်နှိပ်ပေးလိုက်မယ် right click make group ဖွဲ့မယ်နော်အာသူကပုံဆွဲပြီဆိုတာနဲ့ဒီမှာအချက်ကလေးတစ်ချက်ဖြစ်တဲ့အတွက် group လေးတစ်ခုဖွဲ့ပေးထားမယ်ဘာလို့လဲဆိုလို့ရှင်တို့တွေကဒီအချက်ကလေးကိုထပ် ပြီးတော့ copy ကူးခြင်းနဲ့ကူးအောင်မယ်အဲထပ်ပြီးတော့ပြင်ပြင်ချင်းနဲ့ပြင်အောင်မယ်အဲဆိုတော့တို့တွေကဒီရဲ့အချက်ကလေးတွေရဲ့ဒီခြေထောက်လေးတွေကိုအကုန်လုံးရောနေရဆိုရင်ပြင်လို့မရတော့ဘူးလေအဲဆိုတော့အရင်ဦးဆုံးဒီမှာ rectangle လေးဆွဲလိုက်မယ် wifi တူလေးထုတ်လိုက်မယ်ပြီးသွားလို့ရှိရင် group လေးတစ်ခုဖွဲ့ပေးထားမယ်ပြီးသွားတော့မှဒီအပေါ်ကိုသူ copy ကူးတာ၈လက်မှ၈လက်မှဆိုတော့တို့ရဒီအပြားလေးကို copy ကူးလိုက်မယ် mo ယူမယ်ကလေးတစ်ချက်နှိပ်မယ်အပေါ်တန်းတန်းသွားမယ်နော်ဒီမှာအပြောင်ဆိုရင်အပြောင်တိုင်းတန်းနေရမယ် control တစ်ချက်ဖြည့်ခဲ့မယ် copy ကူးတာဖြစ်တဲ့အတွက်အပေါ်ကို၈လက်မှ copy ကူးခြင်းနဲ့ဆိုတော့8 under ဒါဆိုရင်၈လက်မှ copy ဖြစ်သွားပြီဒီမှာအောက်တစ်ချက်အပေါ်တစ်ချက်ရသွားပြီပြီးသွားတော့မှတို့တွေကဒီဘေးကတော့တိုင်းခဲ့အပြားကိုအပိတ်လေးဆွဲမယ်ပိတ်လေးဆွဲမယ်ဆိုတော့တော့တန်ငယ်အာကိုယူလိုက်မယ် သူ့ရဲ့အောက်ခြေဒီတောင်းကနေစပါမယ်နော်သူ့ရဲ့အောက်ခြေတောင်းလေးကနေကလေးတစ်ချက်နှိပ်ခဲ့သူ့ရဲ့ဒီအပေါ်ဆုံးတောင်းထိကလေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်သူ့ရဲ့ဒီမှာဆာဖီလေးကဒီလိုမျိုးလေးဖြစ်နေမှာလေဒီမျိုးလေးအဲအောင်မတို့တွေကပီလေးကိုယူပြီးတော့ push pull လေးနဲ့ဒူးထုတ်လိုက်မယ် point 5ပဲထုတ်လိုက်မယ်နော် point 5 under အဲပြီးသွားလို့ရှိရင်သူ့ကိုကလေး၃ချက်ဆက်နှိပ်လိုက်မယ် right click make group ဖွဲ့လိုက်မယ်ဒီအဲဆိုလို့ရှိရင်ဒီမှာကတော့ vertical အတိုင်း အချက်ကလေးတစ်ခုရသွားပြီပြီးတော့လို့ရှင်တို့တွေကအသုံးခုပွားမယ်အစွန်ဆုံးမှာတစ်ခုအလဲမှာတစ်ခုအစွန်ဆုံးအချက်ဆိုလို့ရှင်တို့တွေကဒီအစွန်ဆုံးဒီ line လေးနဲ့ဒီဘက်က line လေးနဲ့ထိပေးရမှာအဲ့ဆိုရင် copy ယူတဲ့အခါမှာတို့တွေကဒီအစွန်ဆုံးကနေစပြီးတော့ယူလိုက်မယ်ပေါ့နော် copy ယူတဲ့အခါမှာသူ့ရဲ့ဒီအစွန်မလေးကနေကလစ်တစ်ချက်နှိပ်ပြီးတော့ယူခဲ့မယ် control တစ်ချက်ဖိခဲ့မယ်ဘက်ကိုလာမယ်တန်တန်လေးလာမယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ဒီတောင်ဆုံးလေးမှာတေချာလေးအမှတ်ချပါတော့ဒီလိုမျိုးရမ်းပြီးတော့ဟိုမင်းဆန်းတဲ့အဝေးကနေလှမ်းပြီးတော့မချနဲ့နော်တေချာလေးဒီမှာဒီနေရာကို point ကိုတခြားလေးမြင်ချင်းနေဆိုရင် point ကိုမြားလေးတင်ပြီးတော့ချက်လိုက်ဇွန်လေးချက်လိုက်ချက်ပြီးတော့မှဒီနေရာမှာလုံးဝ end point ဆိုပြီးတော့ပေါ်လာပြီဆိုမှကလစ်တစ်ချက်ချလိုက်မယ်မျိုးမျိုးလေးပေါ့နော် Okay အဲ့ဆိုလို့ရှိရင်တို့တွေကဒီမှာနှစ်ချက်ရသွားပြီအဲ့ဆိုရင်နောက်ထပ်အလဲမှာတစ်ချက်ရှိသေးတယ်အလဲမှာတစ်ချက်ဆိုတော့တို့တွေကမူးရှူရဲ့နေရာမှာအလဲကနေကင်ခဲ့မယ်ပေါ့နော်အလဲမှာထားချင်တာဖြစ်တဲ့အတွက် ဒီဒီ object လေးကို selection ပေးလိုက်မယ် m ကိုယူလိုက်မယ်သူ့ရဲ့ဒီအလယ် mid point ကနေကိုင်မယ်ဒီအဝေးကနေလှမ်းပြီးတော့မကိုင်နဲ့ဒီမှာဆိုရင်အမှတ်လေးရဲ့နီးနီးလေးတွေဖြစ်နေတာ mid point လေးဖြစ်နိုင်တယ် m point လေးဖြစ်နိုင်တယ်အဲ့ဆိုတော့သူ့တွေ view လေးကိုချက်လိုက်မယ်သူ့ရဲ့ mid point ကနေ click တစ်ချက်နှိပ်ခဲ့ control တစ်ချက်ဖိခဲ့ဒါရင်ဒီမှာတန်းတန်းလေးလာမယ်အစိမ်းအောင်ဆိုအစိမ်းအောင်လေးတိုင်းတန်းလာမယ်ဒီမှာသူ့ရဲ့ဒီအချက်ကလေးရဲ့ mid point ကိုရောက်ပြီဆိုရင်ရက်လိုက်တော့မယ်ပြီးတော့ရင်ဒီမှာ view လေးကိုချက်မယ်ချက်ပြီးတော့မှ mid point နေရာလေးကိုတိချာလေး click တစ်ချက်ချက်မယ် အစရင်ဒီပုံစံလေးရသွားပြီပုံစံလေးရသွားပြီဆိုမှတို့တွေကကြီးလိုက်မယ်ဆိုလို့ရှင်ဒီဘက်ကအပိတ်အချက်ကလေးကအပေါ်ကိုတလက်မတိုးထားတယ်ဒီမှာကိုယ်လက်မပေါ့နော်အဲဆိုတော့ဒီကောင်လေးတွေကိုကလေးနှစ်ချက်နှိပ်ပြီးတော့ပြန်ဝင်မယ်ဒါဂရုခွဲထားဖြစ်တဲ့အတွက်ဒူလေးကိုအပေါ်ကိုတလက်မတင်ခြင်းလို့ရှင်လဲသူကဒီကဒီမှာဒီလိုအပြင်းအနေတင်လို့မရဘူးဂရုတွေဝင်ပြီးတင်มาရမယ်အဲဆိုရင်ဂရုတွေကိုကလေးနှစ်ချက်နှိပ်ဝင်လိုက်မယ်ပီကိုယူလိုက်မယ်ဒီတော့ရင်ဒီဟာလေးကနေပြီးတော့အပေါ်ကိုတလက်မပေါ့နော်1 under တလက်မတင်လိုက်မယ်ဒီဘေးမှလည်းအဲ့လိုပဲ ဒီဘေးမှာကလေးနှစ်ချက်နှိပ်မယ်ပြီးတော့လို့ရှိရင် PO ယူလိုက်မယ်အပေါ်ကို1 under ကလေးချက်နှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်တို့တွေကဟိုဘက်ဒီဘက်တော့တလက်မစီတက်ပြီးသွားပြီအဲ့ဆိုရင်အလဲအပြားကိုကြည့်လိုက်မယ်အလဲကဒီကောင်လေးကကြတော့ဒီအပြားလေးကိုသူကဒီမှာဖောက်ပြီးတော့ဝင်နေရပါတော့ပြောရမယ်ဆိုလို့နှစ်ထက်ကြီးဖြစ်နေကြည့်လို့လည်းမကောင်းဘူးအမှန်တကယ်တော့မှားလဲမှားရပါတော့အဲဆိုလို့ရှင်တို့တွေကဒီကောင်ကြီးကို တိုးပေးချင်တာဆော့ဆော့လိုမျိုးဆိုလို့ချင်းပိုဖြူးနဲ့ရှေးမပေးဘဲနဲ့ဒီကောင်ကိုအောက်ကိုချမယ်အစင်း glue တဲ့ကိုကလေးနှစ်ချက်ဝင်မယ်နှစ်ချက်နှိပ်ပြီးတော့ရှင်ဒီမှာ PO ယူလိုက်မယ် PO ယူပြီးရင်ဒီအပေါ်စီကနေကြည့်မယ်နော်ပေါ်စီကနေပြီးတော့ဒီအပေါ်ဆုံးစာဖေးလေးကိုမြားလေးတင်လိုက်အပြောက်ပြောက်လေးဖြစ်နေပြီဆိုမှလက်ညှိုးလေးနဲ့ဖြစ်ပြီးတော့ဆွဲလာခဲ့ဒီအောက်ကတန်းအောက်အောက်ခြေတန်းလေးမှာကလေးတစ်ချက်နှိပ်လိုက်မယ်အစင်းဝင်သွားပြီဒီနားလေးအစင်းအောက်မှာလည်းအဲ့လိုပဲဒီဒီအပြားလေးကိုဖောက်ပြီးဝင်နေတာဖြစ်တဲ့အတွက်ဒီမှာ oven လေးနဲ့အောက်ခြေကိုလှမ်းကြည့်လိုက်မယ်နော်ဒီမှာလိုမျိုးလေး အော်ဗီလီနဲ့အောက်ချုပ်လှမ်းလိုက်မယ်လှမ်းပြီးတော့ဒီအချက်ကလေးကိုကလေးနှစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဂရူတဲကိုရောက်သွားပြီဆိုမှ PO ယူလိုက်မယ်သူရဲ့ဒီအောက်ချေပြားလေးကိုလည်းညှိုးလေးနဲ့ဖိပြီးတော့အပေါ်ကိုအပေါ်တန်းကိုလာလိုက်မယ်အပေါ်တန်းဆိုရင်ဒီဘက်လဲရတယ်ဒီဘက်လဲရတယ်ဗောနော်ကြိုက်တဲ့တန်းနေရာမှာနေရာလေးမှာကလေးတစ်ချက်နှိပ်လိုက်ဒါဆိုရင်ဒီမှာရသွားပြီ Okay isolation တို့တွေအားဒီမှာအချက်၃ရက်ရသွားပြီပြီးသွားပြီဆိုလို့ရှင်ဒီမှာအန်ဆွဲနေရာလေးဆွဲမယ်နော်အန်ဆွဲဆွဲမယ်ဆိုလို့ရှင်အာကိုယူလိုက်မယ် ဒီဘက်တောင်ကနေပြီးတော့ကိုင်းလိုက်မယ်ဒီဘက်တောင်ထိကလစ်တစ်ချက်နေလိုက်မယ်ဒါဆိုဒီရတိုင်ငယ်လေးရပြီဒီရတိုင်ငယ်လေးကိုမှတို့တွေက p လေးနဲ့အပြင်ဘက်ကိုတူးထုတ်လိုက်မယ် point 5 and အဲ့ဆိုလို့ရှိရင်ဒီကောင်လေးကိုကလစ်၃ချက်နဲ့ right click make group တက်ဖွဲ့ထားမယ်။ဖွဲ့ဖွဲ့ထားပြီးသားလို့ရှိရင်ဒီမှာနောက်ပိတ်လေးရှိအောင်ပါပေါ့နော်။ဒီမှာဒီလူရုပ်ကြီးကချုပ်နေဖြစ်လိုက်မယ်။ဒီမှာနောက်ပိတ်လေးလည်းရှိအောင်မယ်။နောက်ပိတ်လေးလည်းရှိအောင်မယ်ဆိုတော့သူ့ကို copy glue လိုက်မယ်။ ကော်ပီကူးတဲ့နေရာမှာဒီနောက်ကိုသွားကျင်တာဖြစ်တယ်ဆိုတော့ဘယ်နေရာပဲကန်ကန်ရတယ် AMG ကိုယူလိုက်မယ်တခြားကြီးဒီမှာသွားပြီးကန်ရမလို့ဘေးကနေကလေးတစ်ချက်နှိပ်ခဲ့ကွန်ထရိုးတစ်ချက်ဖိပြီးတော့ယူခဲ့လိုက်မယ်နောက်ကိုအနီရောင်လေးတော့တန်းနေပါစေပေါ့နော်အနီရောင်လေးတန်းယူခဲ့လိုက်မယ်ပြီးတော့မှသူ့ရဲ့ဒီနောက်ပိတ်ဆိုတော့သူ့ရဲ့နောက်ချီအမှတ်လေးကနေကန်ခဲ့ဒီအမှတ်မှာလာထားလိုက်မယ်ဒါဆိုလို့ရှိရင်နောက်ပိတ်ကကျတော့သူနဲ့လုံးဝကွက်တီအထဲကိုဝင်နေတယ် ဒီမှာကျော်ရှိမှထွက်တဲ့အန်ဆွဲလေးကျတော့တို့တွေကရှေ့လေးကိုထွက်ထွက်ပေးထားရပေါ့နော်ဒါအန်ဆွဲပုံစံလေးထွက်ပေးထားတယ်โอเคအဲ့ဆိုလို့ရှိရင်ပြီးတော့လို့ရှိရင်ဒီမှာဆိုလို့ရှိရင်အပေါက်ကလေးရှိသေးတယ်အပေါက်ကလေးနေရာဖောက်မယ်အပေါက်နေရာဖောက်မယ်ဆိုလို့ရှိရင်တို့တွေကဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ group ဖွဲ့ထားဖြစ်တဲ့အတွက် group ထဲဝင်ပြီးတော့ဆွဲမှရမယ်เนาะဒီနေရာမှာမှားတာဘာလဲဆိုလို့ရှိရင်ဒီမှာဒီအပြင်မှာပဲသူ rectangle တွေဆွဲပြီးတော့အပေါက်ဖောက်လိုက်တယ်ဒါဆိုလို့ရှိရင်ဒီမှာဒါ group ကြီးဖြစ်တဲ့အတွက်သူကဒီ rectangle ကြီးကိုဘယ်လောက်ပဲအထည်ကို push မှုမဲ့ပဲထုတ်ထုတ် ်ဝင်လို့ရမှာမဟုတ်ဘူးဒီဘေးကိုထွက်ရင်လည်းဒီလိုမျိုးပဲထွက်နေမယ်အတွင်းကိုဆိုရင်လည်းဒီလိုပဲဝင်နေမယ်ဆိုတော့အရေးကြီးတဲ့အချက်ကတို့တွေကတေချာဂလူတွေကိုကလင်းနဲ့ချက်နေဝင်ရမယ်ဂလူတွေကိုရောက်တဲ့အကြောင်း selection ပေးကြည့်လိုက် အပြောက်ပြောက်လေးဖြစ်နေပြီဆိုရင်ရပြီ okay အဲ့ဆိုရင်ဂလူတွေတော့ရောက်သွားပြီဘယ်နေရာမှာဘယ်လောက်ဖောက်မလဲပေါ့နော်အဲ့ဆိုလို့ရှိရင် guideline လေးကိုယူလိုက်မယ်ကိုကဘယ်လိုမျိုးဖောက်ချင်လဲဒီအစမှတ်ပေါ့နော်ဒီအပေါ်ဆုံးဒီတန်းကိုကလစ်တစ်ချက်နှိမ့်မယ်အောက်ကိုဆွဲချခဲ့မယ်တလက်မှ1 under ပြီးတော့လို့ရှိရင်ဒီဘေးကနေပြီးတော့ ကလေးတစ်ချက်နှိမ့်မယ်အဲဒီ guideline ယူတဲ့အခါမှာတခုတည်းထားမှာ n point ကနေမနှိမ့်နဲ့ n point ကနေနှိမ့်ရင် dimension တိုင်းနိုင်ဖြစ်သွားပြီသူရဲ့ဘေးအမှတ်တွေကနေပြီးတော့ကြိုက်တဲ့အမှတ်ကနေယူခဲ့လိုက်မယ်အဲကြိုက်တဲ့အမှတ်ဆိုပြီးတော့နောက်ကအမှတ်ကလည်းသွားမြူနေတော့နောက်ကအမှတ်ကသွားရင်နောက်မှပဲရောက်မယ်။ဒါရှေ့မှာပဲအမှတ်နေရာချကျင်တာဖြစ်တဲ့အတွက်ရှေ့ရ line ကိုပဲကလေးတစ်ချက်နှိမ့်မယ်။ဒီဘက်ကိုလာမယ်။ဒီမှာဆိုလို့ရှိရင်ဒီမှာဒီအမှတ်ကလည်းစလာမယ်။သူ့ရဲ့ mid point ကိုလိုချင်တာအမှတ်နေရ။ mid point ကိုလိုချင်တာဆိုလို့ရှိရင်ဒီဘက်တန်းမှာသူကဘာမှမရှိတော့ mid point မတွေ့ဘူး။အဲ့တော့တို့တွေကဒီမှာ ပေဘူးရဲ့ထိတ်ကလေးကိုဒီအပေါ်လိုင်းကိုသွားပြီးတော့တင်ဖြားကြည့်လိုက်မယ်။ပေါ်လိုင်းမှာမြေပွိုင်းတွေ့ပြီးဆိုမှကလေးတစ်ချက်နှိမ့်လိုက်အရာပြီနော်။ Okay အဲ့ဒါဆိုရင်နောက်ထပ်ထပ်ပြီးတော့ဒီအောက်ခြေမှာထပ်ပြီးတော့ point အမ်ဒီခါကျတော့ sorry အောက်ခြေကိုဆက်ဆက်မလို့တော့ဘူး။ပြီးတော့လို့ရှိရင်သူကဒီနေရာလေးကအခြေလေးက6လက်မရှိတယ်ဆိုပါစို့။ခုဘက်ကို3လက်မဒီဘက်ကို3လက်မခွဲမယ်။ခိုင်တိုင်းကိုယူမယ်။ဒီကနေကလေးတစ်ချက်နှိမ့်မယ်ဒီဘက်ကို3လက်မ တစ်ဘက်ကို3လက်မှတစ်ခါပြန်ခွင်းမယ်နောက်ဆင်း6လက်မှပေါ့နော်အဲပြီးတော့လို့ရှိရင်တို့တွေကဒီမှာ line လေးကအဆောင်လေးရှိသေးတယ် line အဆောင်လေးအတွက်တို့တွေကထက်ပြီးတော့ point 5ထက်ပြီးတော့ဒီဘက်ကိုထက်ယူမယ် point 5 under point 5 under ဒါ glue လေးကိုဝင်ဆွဲနေရပါ glue ရဲ့ပြင်ဘက်ကနေဆိုရင်ဘာမှထူးခြားမှာမဟုတ်ပါဘူးเนาะအဲဒါသူ့ရဲ့ဒီ glue ထဲမှာပဲ line လေးကိုယူလိုက်မယ်သူ့ရဲ့ဒီထိတ်လေးမှာကလေးတစ်ချက်ဒီအမှတ်လေးမှာကလေးတစ်ချက်သူ့ရဲ့အမှတ်မှာကလေးတစ်ချက်ဒီဘက်ထိတ်မှာကလေးတစ်ချက် ဒါဆိုရင်ဒီပုံစံလေးရသွားပြီပုံစံလေးရသွားပြီဆိုမှဒီမှာစာဖိရနှစ်ခုကွဲထွက်သွားပြီအပြင်စာဖိနဲ့အတွင်းစာဖိနဲ့နှစ်ခုကွဲထွက်သွားပြီဆိုမှ p လေးကိုယူလိုက်မယ်အတွင်းစာဖိလေးကိုအတွင်းနဲ့ line အထိ click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာကြည့်လိုက်မယ်ဆိုရင်အတွင်းနဲ့အထိသူပောက်သွားပြီပေါ့နော်ဒီလိုမျိုးအပေါက်လေးဖောက်ချင်တာအဲဆိုရင်အဲဆိုလို့ရှိရင်ဒီ guideline တွေကဖြတ်မယ် edit ထဲက delete guys โอเคအဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် answer page လေးလည်းရသွားပြီ now page လေးလည်းရသွားပြီโอเคအဲ့ဆိုလို့ရှိရင်တို့တွေကဒီအောက်ခြေအဒီခြေောက်ဆောင်းလေးတွေကိုဆက်ပြီးတော့ဆွဲမယ်ဒီခြေောက်လေးကိုအရင်ဦးဆုံးဆောင်းဆောင်းလေးမဆွဲသေးမင်းနဲ့အရင်ဦးဆုံးတက်တက်လေးပဲအရင်ဆွဲကြည့်မယ်စာကဲစီလေးကိုယူလိုက်မယ်ကလစ်တစ်ချက်နှိပ်မယ်အဲသူ့ရဲ့အခြေကိုကြတော့0.8လောက်ပဲထားလိုက်မယ်ဆိုပါစို့0.8 under ဒီမှာစာကဲလေးတစ်လုံးဆွဲလိုက်ပြီ0.8 under ပြီးတော့လို့ရှိရင် p လေးကိုယူလိုက်မယ် push rule လေးနဲ့အပေါ်တက်လိုက်မယ် သူပေးထားတာတန်ဖိုးကအမြင့်က16.5လို့ပြောတယ်ဒါပေမဲ့သူက16.5အထိရှိမှာမဟုတ်ဘူးပေါ့နော်နည်းနည်းမှားနေတာဖြစ်မယ်10လက်မလောက်ပဲရှိမယ်ဆိုတော့30အန်တာဒါ10လက်မပဲယူလိုက်မယ်နော်16.5ဆိုရင်တော်တော်ရှောက်ရက်တော်တော်ရှည်နေတာဆိုတော့အဆင်မပြေ Okay အဲ့ဒါလို့ရှင်တို့တွေက0.8 cycle လေးဆွဲလိုက်မယ်အပေါ်ကို10လက်မတက်လိုက်မယ်တက်ပြီးတော့မှတို့တွေဒီမှာကသူ့ရဲ့ခြေတော်လေးကအဖျားလေးရှူးနေတာတွေ့လားအဲ့အဖျားလေးရှူးနေတာဖြစ်တဲ့အတွက်တို့တွေကဘယ်လိုဆွဲမလဲဆိုလို့ရှင် ဒီဒီ object လေးကိုအောက်ခြေကိုဒီလိုမျိုးလေး object လေးနဲ့လှမ်းပေးလိုက်မယ်ဒီမှာမြားလေးနဲ့မြားထိပ်လေးနဲ့ဇွန်လေးဆွဲလိုက်မယ်ထပ်ပြီးတော့ object လေးနဲ့လှမ်းပေးလိုက်မယ်ဇွန်လေးဆွဲလိုက်မယ်အဲဒီအပြားလေးကိုကိုယ်အသေးချာမြင်ရပြီဆိုမှ offset လေးကိုယူဒီဒီနဲ့ကိုလက်ညှိုးလေးနဲ့ဖိပြီးတော့0.4 under အဲ့ဒါဆိုရင်0.4 offset ရိုက်လိုက်မယ်ရိုက်ပြီးတော့မှဒီအပြင်က line လေးတစ် line ကိုပဲ selection ပေးလိုက် line လေးကို selection ပေးပြီးရတဲ့ object လေးနဲ့လုံးဝအတဲ့အတိုင်းပြန်ထောင်းလိုက်မယ် ပြန်ထောင်ပြီးသွားပြီဆိုမှအဲ့ line လေးကိုမူရွှေ့မယ် M ကိုယူလိုက်မယ်သူ့ရဲ့ line လေးကိုကလစ်တစ်ချက်နှိပ်မယ်ပြီးသွားရင်အပေါ်ကိုတက်မယ်အပေါ်ကိုတက်တဲ့နေရာမှာဒီလိုမျိုး on blue engine ဆိုပြီးတန်တန်လေးတက်มาရမယ်စောင်းသွားရင်ဒီလိုမျိုးဖြစ်သွားမှာပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ဒီမှာတန်တန်လေးတက်လိုက်မယ်တက်ပြီးတော့ဘယ်နေရာထိတက်မလဲဆိုရင်အပေါ်အမှတ်ထိ M point ထိရောက်တဲ့ထိတက်မယ်အဲ့ဆိုရင် M point ကသေချာလားမသေချာလားသိရင် zone လေးကိုချက်လိုက်မယ်ဒီမှာမြားလေးတင်ပြီး zone လေးချက်လိုက်မယ်နော်ဒီမှာ M point ဆိုတာသေချာတဲ့အချိန်နေ့ထိမျိုးတွေက ဒီမှာလုံးဝအန်ပွိုင်းရောက်သွားပြီအပေါ်တက်တက်နေတဲ့အချိန်မှာကလေးတစ်ချက်နှိပ်လိုက်မယ်အဲဆိုရင်ဒီနေရာအထိအပေါ်ဆုံးမှတ်ထိရောက်သွားမှမှန်မယ်နော်အဲဆိုလို့ရှိရင်ဒီလိုမျိုးအဖျားလေးရှူသွားပြီအဖျားလေးရှူသွားပြီဆိုမှ तू ကဘေးနားကိုနည်းနည်းလေးစောင်းထားသေးတယ်အဲဆိုတော့ဒီဆာဖေးလေးကို selection ပေးလိုက် M ငိုယူမယ်ဘေးနားမှာကလေးတစ်ချက်နှိပ်ပြီးတော့ဒီဘက်ကိုမူရွှေ့လိုက်မယ်ကိုကဘယ်လောက်စောင်းကျင်လဲငါးလမ်းမှစောင်းကျင်တယ်ဆိုရင်5 under အဲဆိုဒီမှာသူ့ရဲ့ပုံစံလေးတိုင်းပဲသူ့ရဲ့ coffee table ကအတောက်လေးတိုင်းပဲရသွားပြီ ဲ့အမတို့တွေက line လေးတစ် line ထပ်ပြီးတော့ဆွဲလိုက်အောင်မယ်ဒီကနေပြီးတော့သူ့ရဲ့ center ထိ clip တစ်ချက်နှိပ်လိုက်မယ်သူ့ရဲ့ center ကနေပြီးတော့ဒီအောက်အောက်ခြေကိုသူကခြေောက်လေးတွေသွားပြီးနေရာချမယ်လေ okay အဲ့ဆိုလို့ရှိရင်သူ့ကို clip ၃ချက်ဆက်နှိပ်မယ် right click နှိပ်မယ် make group ဖွင့်မယ်ဒါဆိုရင် group တော့ရသွားပြီ။ရသွားပြီဆိုလို့ရှိရင်တို့တွေကဒီမှာအောက်ခြေကိုနေရာသွားချတော့မယ်။ဘယ်နေရာချမလဲအရင်ဆုံးသတ်မှတ်ထားလိုက်မယ်။အောက်ခြေလေးကို object လေးနဲ့အောက်ခြေလေးကိုလှမ်းပေးလိုက်မယ်။ guideline လေးကိုယူလိုက်မယ်။ဒီအစမတ်ကနေပြီးတော့အတွင်းထဲကိုဆွဲလိုက်မယ်။လေးလက်မှ under ပြီးတော့ရင်ဒီဘက်ပြီး M point ကနေပြီးတော့လေကလေးတစ်ချက်နှိပ်ပြီးတော့ဆွဲခဲ့လိုက်မယ်လေးလက်မှအန်တာပြီးတော့ရင်ဒီဘက်ဆုံးကလည်းဒီဘက်ကိုလေးလက်မှအန်တာလေးလက်မှစီပက်ပက်လေးဝင်ပြီးလိုက်မယ်နော်ဒီဘက်အဆုံဆုံးကနေပြီးတော့စလိုက်မယ်တွင်းထဲကိုလေးလက်မှအန်တာโอเคအဲ့ဆိုလို့ရှိရင်သူချမဲ့နေရာလေးကဒီမှာတမတ်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 ၄ point မှာဒီချောက်လေးလာချမယ်โอเคအဲ့ဆိုလို့ရှိရင်ဒီမှာ obby ပြန်လှည့်လိုက်ပြီသူ့ကို selection ပေးလိုက်မယ် မူရွှေရဲ့နေရာမတို့တွေက M ကိုယူလိုက်မယ်အဲဒီဘက်ကဒီအလဲမှတ်ကိုကင်လိုက်မယ်နော်ပြီးတော့မှကလေးတစ်ချက်နဲ့ obelin နဲ့လှန်ပြီးလိုက်မယ်နမေးပြီးတော့လို့ရှိရင်ဒီမှာသူ့ရဲ့ intersection ဒီမှာ intersection ဆိုပြီးတော့ဒီမှာမှန်တစ်ခုဆုံးတဲ့နေရာမှာကလေးတစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာလေးတော့ရောက်သွားပြီရောက်သွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီဘက်ကို copy ကူးဖို့ကြတော့တို့တွေကအမှတ်ကအလဲမှတ်မတွေ့တော့ဘူးမတွေ့လဲရတယ်တို့တွေကဒီကနေဒီထိကူးမယ်ဆိုတာသိရလေဒီဘက်ခိုင်လိုက်ရရင်ဒီဘက်ခိုင်လိုက်ထိကူးမယ်ဆိုတာသိရတဲ့အတွက် m ကိုယူလိုက်မယ် ကလစ်တစ်ချက်နှိပ်လိုက်မယ်ကွန်ထရိုးတစ်ချက်ဖိခဲ့မယ်ဘက်ကိုကလစ်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာနှစ်ဖက်လုံးရသွားပြီရှောင်းနှစ်ချောင်းလုံးရသွားပြီအဲပြီးသွားပြီဆိုရင်တို့တွေကဟိုဘက်ကို copy ကူးမယ်အခုလုံးကို selection ပေးလိုက် M ကိုယူလိုက်ဒီမှာလွတ်တက်တဲ့နေရာကနေကလစ်တစ်ချက်နှိပ်ကွန်ထရိုးတစ်ချက်ဖိပြီးတော့ copy ကူးခဲ့မယ်အစက်ရောင်လေးတော့တန်းနေပါစေကလစ်တစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင်ဒီချောင်းလေးကိုဒီဘက်ကိုပြန်ပြီးတော့လှည့်ခြင်းတို့တွေက flip အလောင်းလေးကိုယူလိုက်မယ် ဒီမှာအစင်းရောင်လေးတိုင်းပဲလှည့်ကျင်တာဖြစ်တဲ့အတွက်အစင်းရောင်ကိုကလေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီဘက်ကိုသူ့လှည့်လာပြီလှည့်လာပြီဆိုမှဒီမှာအောက်ခြေကနေပြီးတော့သူ့ရဲ့စန္ဒာမက်လေးကိုကလေးတစ်ချက်နှိပ်ပြီးတော့ယူခဲ့လိုက်မယ်အပေါ်ကိုလှမ်းပေးလိုက်မယ်လှမ်းပေးပြီးတော့သူ့ရဲ့နေရာမှာကလေးတစ်ချက်ဒီမှာ intersection မှာပေးလိုက်မယ်ဒါဆိုရင်လေးလေးဘက်လုံးရသွားပြီပြီးတော့တော့မှ edit ထဲကနေပြီးတော့ delete guys โอเคအဲ့ဆိုလို့ရှင်တို့တွေကဒီမှာဇဝဲကုံလေးတော့ရသွားပြီရသွားပြီဆိုလို့ရှင်တို့တွေကဒီတိုင်းမဲမထားနဲ့ပေါ့เนาะ material လေးစမ်းပြီးတော့ချဲကြည့်မယ်ကိုက material ကိုဘာသုံးမလဲပေါ့ဒီမှာဟာဟုတ်သုံးမယ်ပေါ့เนาะဟုတ်ဆိုလို့ရှင်ဒီမှာက ကိုချဲကျင်တဲ့အယောင်လေးပေါ့เนาะဒီအယောင်လေးပဲချိန်မယ်ဆိုရင်ဒီအယောင်လေးယူလိုက်မယ်ဒီမှာ clip တစ်ချက်နှိပ်ဒါ group ဖွဲ့ထားဖြစ်တဲ့အတွက်သူကဒီလိုမျိုးပဲ clip တစ်ချက်နှိပ်ပြီးတော့ချိန်လိုက်လို့ရတယ် รูปเผยทําမဟုတ်ဘူးဆိုလို့ရှင်တော့တို့တွေကမျက်နှာတစ်ခုစီแชร์ရမှာပေါ့เนาะဥပမာအလားပါဘူးပြောလဲဆိုလို့ရှင်ဒီမှာ rectangle လေးရှိရဆိုပါဆို rectangle လေးရှိမယ် push pull လေးထုတ်လိုက်မယ်ဒီကောင်တို့တွေက sorry ကောင်တို့တွေ material ကတ်မယ် material ကတ်မယ်ဆိုလို့ရှင်သူ့ကိုယူလိုက်မယ်ဒီမှာတစ်ချက်ဒီမှာတစ်ချက်သူကအများကြီးပဲလိုက်ပြီးတော့ဒီဘက်တွေရောအများကြီးပဲတစ်ခုချင်းစီလိုက်ကတ်ပေးရတာအဲ့လိုမှမဟုတ်ဘဲနဲ့တို့တွေက တခါတည်းဒီတလုံးဒီတလုံးလုံးကိုဒီတသားပဲကတ်มาတေးကြရဲဆိုလို့ရှင်ကလစ်ကလစ်သုံးချက်နှိပ်ပြီးတော့ group ဖွဲ့ပြီးလိုက် group ဖွဲ့ပြီးတော့မှသူ့ကိုယူပြီးတော့ကလိုက်ဒါဆိုင်တစ်ချက်တည်းနဲ့သူကပြီးရေနော်အဲ့လိုမှမဟုတ်ဘူးကိုကတစ်သားကိုဒီဘက်မျက်နှာမှာအယောင်တစ်မျိုးဒီဘက်အပေါ်မှာအယောင်တစ်မျိုးလောက်ချင်နေဆိုရင်နော် group ထဲကိုပဲဝင်ပြီးတော့ဒီဘက်မှာတစ်မျိုးကိုဘက်မှာတစ်မျိုးအဲ့လိုမျိုးလိုက်ပြီးတော့ချိန်ပြရမယ်ပေါ့နော်သူက group တစ်ခုထဲမှာပဲအဲချိန်ချင်နေဆိုလို့ရှင်နော်သူက အာ sorry group တစ်ခုလုံးကိုဒီရောင်မဲ့အကုန်လုံးခြေချင်းနေဆိုရင်တော့သူက group မဲ့တခါတည်း click တစ်ချက်ပဲနှိပ်ပြီးတော့ခြေပြလိုက်ရင်ရပြီเนาะခဲတံကိုယူလိုက်မယ်ဒီရောင်မဲ့ပြန်ယူလိုက်မယ်ခြေရောက်ကိုလည်း click တစ်ချက် click တစ်ချက်တစ်ချက်တစ်ချက်เนาะအဲအဲ့လိုမျိုးလေးလိုက်ပြီးတော့ခြေပြလို့ရတယ်ဒီမှာဆိုလို့ရှိရင်တစ်သားတစ်ကြောကြီးတွေကနည်းနည်းကြီးနေတယ်ထင်လို့ရှိရင် edit ထဲဝင်လိုက်မယ်ပြီးတော့ရင်တပေးမဟုတ်ဘဲနဲ့လေးလက်မှဆိုရင်လေးလက်မှပေါ့เนาะနော်အဲအဲ့လိုမျိုးလေးပြန်ပြီးတော့ပြောင်းပြလို့ရတယ်လေးလက်မှမဟုတ်ဘဲနဲ့နှစ်လက်မှထားခြင်းနဲ့ရတယ် ီးတော့အယောင်လေးကိုလည်းအလိုပဲကိုပြင်းစင်းတဲ့အယောင်လေးကိုထည့်ပြီးတော့ပြင်ပြီးလို့ရသေးတယ်။ဒီမှာအဝါရောင်ဆိုရင်လည်းအဝါရောင်လေးပေါ့နော်။ sorry ဒီမှာနည်းနည်းလေးအယောင်လေးကိုလင်းလိုက်အောင်မယ်။ဒီအယောင်လေးပဲဆိုပါမယ်နော်။ဒီအဲ့ဆိုလို့ရှိရင်ဒါကတော့ကိုကြိုက်တဲ့အရာကိုမတီးရချေလို့ရတယ်။ Okay အဲ့ဆိုလို့ရှိရင် component တွေ download ဆွဲမယ်။ component တွေ download ဆွဲမယ်ဆိုရင်ကျတော့တို့တွေကဒီ coffee table လေးပေါ်မှာ coffee ကွက်လေးတင်ပေးမယ်ဆိုပါစို့။အဲ့ဆိုလို့ရှိရင်တို့တွေက coffee ကွက်လေးတွေသွားပြီးတော့ down လိုက်မယ်နော် coffee ကွက်လေးသွားတောင်းမယ်ဆိုလို့ရှင်ဒီမှာ Google Chrome နဲ့ဝင်လိုက်မယ် Studio House ထဲဝင်လိုက်မယ် Studio House ကိုဝင်လိုက်မယ်ဒီမှာ coffee တွေပဲ C O F F E E coffee တွေပဲ D A B N E တွေပဲ ဒါဆိုလို့ရှိရင်တို့တွေက coffee table လေးမှာ oh sorry coffee table မဟုတ် coffee ခွက်ပေါ့နော် coffee ခွက်ဆိုတော့ coffee cup C U P cup ဟုတ်ကဲ့ဆိုလို့ရှိရင်ကိုကြိုက်တဲ့ coffee ခွက်လေးကို download ရမယ်ဥပမာတို့တွေကခဏလေးနော်ဘယ် coffee ခွက်လေး download ခြင်းလဲဒီကောင်လေး download ခြင်းဒီကောင်လေးကို click ချက် base sketch file ဝင်လိုက်သူကဒီ3 warehouse ထဲမှာ email တစ်ခါဝင်ထားရင်ရပြီနော်ကျန်တဲ့အချိန်တိုင်းလိုက်ပြီးတော့ဆက်ဝင်စရာမလိုတော့ဘူး ကဲအဲ့ဆိုလို့ရှိရင် coffee cup လေးတစ်ခုတော့ down ခဲ့ပြီကျန်တာတွေတော့မ down တော့ဘူးပေါ့နော်ဒါအာကိုမိုးနဲ့ down လဲဟာတော့အရင်ပြတ်ထားပြီးသားဆိုတော့တည်သွားပြီပြီးသားလို့ရှိရင်စာအုပ်လေးတွေတင်မယ်ပဲဆိုပါစို့ book စာအုပ်ကိုပြန် down လိုက်မယ်ကဲအဲ့ဆိုလို့ရှိရင်ဒီစာအုပ်လေးတွေကိုလည်း coding နဲ့စာအုပ်လေးတွေမြင် credit check နဲ့ sketch file မှာ down မှာ credit check နဲ့ sketch file မှာ down okay

flower လို့ရိုက်ချလိုက်မယ်နော် flower စပိုးဆုံးလားဖလာဝါတွေကမှတို့တွေကမှဒါလေးပဲစူပါဦးเนาะဒါလေးကို sketch ထားလိုက်မယ်အဲခုံလေးကတော့တည်တည်လေးဆိုတော့ပစ္စည်းတွေတော့အများကြီးမတင်တော့ဘူးเนาะ ဲဆိုလို့ရှင်တို့တွေကဒီမှာဒေါင်းထားတဲ့ကောင်လေးတွေသွားပြီးတော့ဒါကဒီအရေး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 ကိုကတ်ဖြစ်လိုက်မယ်ကတ်ဖြစ်ပြီးသွားလို့ရှင်ကွန်ပိုနန့်တွေကိုသွားလိုက်မယ်ကွန်ပိုနန့်တွေတခြားနေမှမနေနော်ကွန်ပိုနန့်တွေမှာသွားလိုက်မယ် new folder ထဲမှာအာဒါ interior material ဆိုရင် interior object ပေါ့နော် ID object လို့ရိုက်လေထိလိုက်ရတယ် ID object ဒီ object ထဲမှာလူတွေက paste လုပ်လိုက်မယ် โอเคအဲပြီးတော့ရှင်တို့တွေကဒီမှာလောက်ဖွင့်လိုက်မယ်โอเคပြီးတော့လို့ရှင်တို့တွေကဒီမှာကွန်မိုနန့်လေးတွေယူတော့မယ်เนาะဒီမှာမတီရီယယ်လည်းမဟုတ်ဘူးเนาะကွန်မိုနန့်လေးကိုသွားလိုက်မယ်ညာလေးယူလိုက်မယ် open create လုပ်လိုက်မယ်ပြီးတော့လို့ရှင် desktop ပေါ်ကကွန်မိုနန့်ထဲမှာ id object ထဲမှာ sorry id object ထဲထိရအောင်မဝင်နဲ့เนาะ id object ကို selection base select folder လုပ်လိုက်မယ် ဒါဆိုလို့ရှင်ဒီမှာစောင့်လေးတွေရပြီသူ့ဆွေရှင်ပြီဒီဘောလာတင်မယ်ဒါဆိုလို့ရှင်ဒီမှာမလိုအပ်တဲ့ကောင်တွေပါပါနေတယ်ကလေးနှစ်ချက်နှိပ်ပြီးတော့ဝင်ပြီးတော့ပြင်လိုက်ပေါ့နော်ဝင်ဖြတ်လိုက်ပေါ့မဆောက်ကကြီးနေတဲ့ထင်လဲစကေးလေးနဲ့ပြန်သေးလိုက်မယ်ဟာတေချာလေးဒီဘက်ကိုပြန်ရွှေ့အောင်မယ်ရွှေ့ပြီးတော့ရင်တေချာလေးတင်မယ်ပေါ့နော်ဒီစောင့်လေးကိုတေချာလေးတင်မယ်ဆိုရင်သူ့ရဲ့စောင့်ရဲ့အောက်ခြေကနေကင်ခဲ့မယ် စာအုပ်ရဲ့ဒီအောက်ခြေအမှတ်လေးရနေ M ကိုယူလိုက်မယ်စာအုပ်ရဲ့အောက်ခြေအမှတ်လေးရနေကလေးတစ်ချက်နဲ့ပြီးသွားလို့ရှိရင်ဇပွဲကုံရဲ့ on face on face ဆိုတာလေးပေါ်လို့ရှိရင်ရပြီပေါ့နော်ဒါကသူ့ရဲ့မျက်နှာပြင်ပေါ်မှာ on grade စတွေပါရေးဆိုလည်းမရအောင်နော်ဒါဆိုရင်အထည့်ဝင်သွားပြီသူက on face ဆိုတာလေးပေါ်လာမှဒါဇပွဲကုံပေါ်မှာရောက်တာကလေးတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ move ပြေးလိုက်မယ်ကြောက်လို့ချင်းပန်းဦးလေးတင်အောင်မယ်ဒီမှာဒီဆောင်လေးကဒီထောင်ထားတဲ့ဆောင်လေးတွေကြဒီအောက်ထပ်မှာထည့်ရတယ်။ဒီချက်နေမယ်။ဒါဆိုရင်ဒီဆောင်လေးကို rotate လုပ်ပြီးတော့ထည့်ကြည့်လိုက်မယ်။ဒီမှာ ကလေးနည်းနည်းသေးအောင်မယ်ဒါဒီတေဘယ်လေးကနည်းနည်းသေးလို့เนาะအမ်ဒီမှာ rotate လှည့်လိုက်မယ်ဒီမှာအပြောင်လေးတိုင်းမယ်ကလေးတစ်ချက်နှိပ်မယ်ဘေးကိုကလေးတစ်ချက်ပြီးတော့ရင်ဒီမှာကလေးတစ်ချက်ပြီးတော့လို့ရှိရင် M ကိုယူလိုက်မယ်ဒီမှာအောက်ခြေကနေပြီးတော့ကင်ခဲ့မယ်သူ့ရဲ့ on face ဆိုတဲ့နေရာလေးမှာရောက်ရင်ရက်လိုက်မယ်ပြီးတော့ရင်တောင်စုံလေးကိုတိုးလိုက်မယ်အဲဒီတောင်းကနေကင်ပြီးတော့ဒီဘက်တောင်းကိုတိုးခြင်းလည်းရတယ်။နော်ဒီအောက်မှာလူတွေကနည်းနည်း စကေးလေးပြန်ပြောင်းခြင်းရတယ်ပေါ့နော်ဒါပေမဲ့ဒီထက်ကြည့်ရင်လည်းအဆင်ပြေတော့ဒီလောက်ဆိုပဲအဆင်ပြေနော်โอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာစောင်လေးတင်ပြီးသွားပြီအပေါ်မှာ coffee ကွက်လေးတင်မယ် coffee ကွက်လေးကိုယူလိုက်မယ် coffee ကလေးကိုယူခဲ့မယ်ဒီပုံမှာခဏဒီဘေးမှာချပစ်လိုက်မယ်နော် coffee ခွက်ကဘယ်ရောက်သွားလဲသူတွေကဒီမှာဆိုလို့ရှိရင်တစ်ခါလေးကြားလို့ရှိရင်သူက coffee ခွက်ကို तू ကဆွဲတဲ့သူကပေါ့နော်ဒီလေအိတ်စစ်မှာဆွဲထားတာမဟုတ်ဘဲနဲ့ဘေးဘေးအစိုးကြီးမှာသွားဆွဲထားရင်လေသူတွေကဒီမှာ coffee ခွက်ကိုရှာလို့တွေ့မှာမဟုတ်ဘူးအဲ့ဆိုတော့သူတွေဒီပထမသုံးတဲ့သူတွေ zone extend ကိုသွားပြီးနှိပ်ကြည့်လိုက်နော်အဲ့ဆိုဒီမှာတွေ့လား coffee ခွက်ကြီးတွေ့ထားပြီ तू ကဘာဖြစ်လို့လဲဆိုတော့ဒီမှာကြည့်လိုက် coffee ခွက်ကြီးကအကြီးကြီးပဲဖြစ်ပြီးတော့ဟိုးအပေါ်ထိရောက်နေနော် ပြောရဲကွန်ပိုနန့်တော့ဆွဲခွက်လိုက်တယ်ဒါပေမဲ့မတွေ့ဘူးဆိုတော့ဘာလို့လဲဆိုတော့သူဆွဲထားတဲ့နေရာမှာသူဆွဲထားခဲ့တဲ့ကွန်ပိုနန့်ဆွဲတဲ့သူကအပေါ်ဟိုအပေါ်ဆုံးမှာတွားပြီးတော့ဆွဲထားလို့ကိုယ့်ရဲ့အေဂျင့်နဲ့ကမတူဘူးပေါ့နော်အဲ့ဆိုကိုလိုချင်တဲ့နေရာကိုမရောက်လောက်ဖြစ်နေတယ်အဲ့ဆိုတို့တွေကဇွန်အေဂျင့်ကိုပြန်ခေါ်နာနေပြလိုက်မယ်နော်။ဒီကြောင်ပြန်ခေါ်ပြီးသားလို့ရှိရင်ဒီကောင်လေးကိုစိုက်သေးမှာစိုက်သေးမှာဆိုတော့ S ကိုယူလိုက်မယ်။စိုက်ကိုလုံးဝသေးချလိုက်မယ်။ပြီးတော့ဒီမှာကအမ်ဒီမှာအကြောင်းအကြောင်းတွေဖြစ်နေသေးတယ်။အကြောင်းအကြောင်းတွေဖြစ်နေရဆိုရင်တို့တွေက ။အရင်တိုင်းပဲ soft tan အလေးကိုဖွင့်လိုက်။ဒီမှာဆိုလို့ရှိရင်သူပြင်လို့မရသေးဘူး။ clean နှစ်ချက်ထက်နှိပ်ပြီးတိုင်းသူ့ကို selection ပေး။ clean နှစ်ချက်ထက်နှိပ်ပြီးတိုင်း selection ပေး။ group တွေအများကြီးဖွင့်ထားပါတော့။ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ group တွေရောက်ပြီဆိုလို့ရှိရင်တော့ပြင်လို့ရသွားပြီ။ဒီမှာ mind net အမှန်ကြီးလေးရှင်းလိုက်မယ်။ပြီးတိုင်းပြင်ပြီးလိုက်။ဒါသူက group တွေအများကြီးပဲဖွင့်ထားပြီးဆွဲထားလို့ပေါ့နော်။ Mm-hmm. ဒါဟုတ်သူမရသေးဘူးเนาะအစဉ်အကုန်လုံးကို selection ပေးလိုက်မယ်ဘူရက်ဒီရအောင်ဝင်အကုန်လုံးကို selection ပေးပြီးတော့မှဒီမှာပြင်ကြည့်မယ်ဟိုဒီခွက်ကြီးကတော်တော်လေးကိုဆွဲထားတာပဲเนาะ exit ဒီအများကြီးနဲ့အစဉ်ဒီဒီဟာအဆင်မပြေဘူး software အလုပ်တာတောင်မှတော်တော်နဲ့ဥမရအောင်เนาะသူကတော်တော်လေးကိုအကြီးဆွဲထားတာမဟုတ်အစဉ်ဒီကောင်မယူတော့ဘူးပြန်ပြီးတော့ဖြတ်လိုက်မယ်တခြား coffee ကွက်တွေရွေးကြည့်မယ်ဆောက် coffee ကွက်တွေရွေးကြည့်မယ်ဆိုတော့ ဆောင်းဝန်းကိုပြန်သွားစစော copy web တွေကဘယ်နာမှာရှိမလဲဆိုရင်ဒီမှာ coffee pick up ဒီအားတော်တော့ဆက်လေးအော်ဒီအားရေနော်ဒါရေတော်တော့ဆက်လေးရေနော်ဒီမှာဒီကောင်လေးယူလိုက်မယ် sketch file ယူလိုက်မယ် okay ဒါရင် download ထဲကိုသွားလိုက်မယ် download ထဲဝင်လိုက်မယ် coffee ကွက်ကို cut ဖြစ်လိုက်မယ်ဒါရင် desktop ပေါ်က ူပူနန်နဲ့က coffee quad ထဲကို ID object ထဲကိုထည့်လိုက်မယ် paste လုပ်လိုက်မယ်အဲသူနာမည်တူလို့မဟုတ်ဖြစ်နေရတော့ရရဲ replace လုပ်လိုက်မယ်ဆိုတော့ဒီမှာ coffee cup okay solution တို့တွေက component တွေကိုပြန်သွားဆော့ဆော့က coffee quad ကိုယူခဲ့လိုက်ဒီမှာလာတင်မယ် okay ဒါဆိုရင်ဒီခွက်လေးကတော့အဆင်ပြေတယ်ပေါ့နော်တည်တည်လေးပဲ okay solution သူ့ကိုဒီမှာပြန်ပြီးတော့အောက်ကကောင်းရမလို့တော့ delete ပြန်ဖြတ်လိုက်မယ်ပြန်ဖြတ်ပြီးတော့ဒီဟာလေးကိုပဲဆိုဝဲပေါ်မှာသွားတင်မယ်အပေါ် မော်ပြီးတော့ပြကံများရဲ့အောက်ခြေအနေပဲကင်ခဲ့လိုက်ပါတော့တေချာလေးပြကံများရဲ့အောက်ခြေအနေကလေးတစ်ချက်နှိပ်ပြီးတော့ကင်ခဲ့မယ်ပြီးတော့လို့ရှိရင်တေချာလေးသူ့ရဲ့ခုံပေါ်မှာ on face ဆိုတဲ့အကောင်လေးစာတန်းလေးပေါ်ပြီးဆိုရင်ကလေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်သူ့ရဲ့ခုံပေါ်မှာလုံအောင်ကွတီရောက်သွားပြီပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကနေရာကိုမှားပြီးတော့မှန်းပြီးတော့သွားရွှေ့လိုက်မယ်ဆိုလို့ရှိရင်ဒီခွက်ကြီးကအပေါ်ကိုမြောက်ပြီးတော့လေထဲကိုရောက်နေတာမျိုးဖြစ်တတ်တယ်နော်โอเคအဆလို့ရှင်တို့တွေကကွန်မွန်းနယ်လေးယူပြီးတော့တုံးတက်ပြီးမတီးရဲလေးခြေတက်ပြီးဆိုရင်ရပြီပေါ့နော်အဲ့ဒါဒီပုံလေးတို့တွေကအင်စာထက်မယ်နော် ်လေဆာထက်မယ်ဆိုရင်ဘယ်လိုထက်ရမလဲဆိုရင်ဒီမှာဒီကောင်းကြီးကိုပြန်ပြီးတော့ဖြောက်လိုက်အောင်ဒီ water mat ကြီးကိုပြန်ဖြောက်အောင်စတိုင်လေးကိုပြန်သွားပြီးသွားရင်ဒီ water mat ကို selection ပေး minus ဖြောက်လိုက်တော့မယ် yes လုပ်လိုက်မယ်ပြီးတော့လို့ရှိရင်ဒီမှာကနောက်ခံ background ကြီးကိုအဖြူရောင်ထားခြင်းသေးတယ်။အဲဆိုရင်တော့တို့တွေကပထမဆုံးဒီကောင်လေးကိုသွားအောင် sorry style လေးကိုသွားပြီးတော့လို့ရှိရင် slat ထဲကိုသွားပြီးတော့ရင် default style လေးကိုသွား default style လေးရမှာ shade တက်ဝစ်တက်ရှာကိုယူလိုက်မယ်။ ။မမရှိတဲ့ဝတ်တရားယူလိုက်မယ်။ဒါဆိုရင်အဖြူရောင်ဖြစ်သွားပြီ။မမဒီကောင်းလေးခဏပိတ်ထားမယ်နော်။ဒါဆိုရင်ဒီလိုမျိုးဖြူရောင်ဖြစ်သွားပြီဆိုတော့အပေါ်စီကနေကြည့်တဲ့ပုံလေးကိုမြင်ချင်တယ်ဆိုရင်အပေါ်စီကနေပြီးတော့ကြည့်ပေးလိုက်မယ်။ဒီလိုလေးချိန်လိုက်မယ်ပေါ့နော်။ချိန်ပြီးတော့ဒီကောင်းလေးကို update လုပ်လိုက်မယ်။ဒါဆိုရင်နောက်ခံဖြူအောင်လေးနဲ့ဆိုတော့ကိုယ့်ရဲ့ပုံလေးပို့ပြီးတော့ရှင်းသွားပြီပြီးတော့အိတ်စစ်တွေပါဖြတ်ချင်တယ်။ဒီမှာ screen shot ရိုက်မယ်ဆိုရင်ပေါ့နော်။အိတ်စစ်တွေပါဖြတ်ချင်အဲ့ဒီမှာအမ် sorry view တွေကနေပြီးတော့အိတ်စစ်ကို မကြီးချစ်ပေးလိုက်မယ်ပြီးတော့ရင်ဒီကောင်ကို update ထည့်လုပ်မယ်သူတခုပြောင်းပြန်တခု update လုပ်မယ်နော်ဘာလို့လဲဆိုလို့ရှိရင် update မလုပ်ရင်ဒီနေရာဆော့ဆော့မူရင်းပုံကြီးပဲသူပြန်ရောက်သွားလိမ့်မယ်ကိုယ်အစင် update လုပ်ပြီးပြီဆိုတာနဲ့တို့တွေကဒီကောင်လေးကို screenshot ရိုက်လိုက်မယ်ဒီမှာ snippet တူတဲ့ဟာ new ယူလိုက်မယ်ပြီးတော့ရင်ဒီနေရာကို screenshot လေးရိုက်လိုက်မယ်ပြီးတော့လို့ရှိရင် save လိုက်မယ် desktop ပေါ်မှာဆင်းမယ်ပြီးတော့လို့ရှိရင် coffee table ပေါ့နော် c o f f e e coffee tea ပဲဆိုပြီးတော့စေလိုက်မယ်ပြီးတော့လို့ရှိရင်အင်စာလေးထည့်လိုက်ပါတော့ဟိုဒီမှာအသူ့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ Viber ဆော့ဝဲသွင်းထားရဆိုရင် Viber ကနေပြီးတော့ပုံလေးကိုဆွဲထည့်ပြီးတော့အင်စာထည့်လို့ရမယ် Telegram ရှိတယ်ဆိုရင်လည်း Telegram ကနေပြီးတော့အင်စာလေးထည့်ပေးလို့ရမယ်နော်ဟုတ်ကဲ့အဲဆိုလို့ရှိရင်ဒီနေ့ coffee table လေးကိုစပြီးတော့ဆွဲကြည့်ပါနားမလဲတာမသိတာရှိလို့ရှိရင်ပြန်ပြီးတော့မေးလို့ရပါတယ်နော်